ဇူလိုင်လနှင့်ဩဂုတ်လလကုန်မိုးလေကာလအကုန်အထိဖြစ်နိုင်သောရာသီဥတုအခြေအနေကြိုတင်ခန့်မှန်းဇူလိုင်လ၁ရက်ညနေ6:30နာရီမိနစ်ဤကွေတာအနီးကပ်၍ဖြစ်ပေါ်နေသည့်တောင်ကဘာချမ်းမှလက်ရရစ်လေပတ်လျက်ရှိသော လေဝေလိုင်းများပစိဖိတ်အနောက်မြောက်ပိုင်းဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်နှင့်အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းအာရေဗျပင်လယ်ဘင်္ဂလားပင်အော်တို့တွင်ဖြစ်ပေါ်နေသည့်လဝဲရစ်လေပတ်လျက်ရှိသော လေဝေလိုင်းများက အနောက်တောင်မုတ်တုံလေးစီးချောင်းကိုပုံမူအားကောင်းစေလျက်ရှိကြောင်းတွေ့ရပါတယ်။ဤအခြေအနေသည်2025ခုနှစ်မိုးဥကာလမှစတင်ဖြစ်ပေါ်ခဲ့ပြီးမိုးလေကာလအကုန်ဩဂုတ်လလကုန်ပိုင်းအထိဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေပွေလိုင်းလေးဖြီအားနှင့်ရေဝန်းဖြစ်ပေါ်တော်လဲမုန်တိုင်းကြီးများဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်းတွေ့ရပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတွေမှာမိုးများပြီးအလဲပိုင်းမိုးနဲ့ရေရှားရဲ့ဝန်ဒေတာတွေမှာမိုးနေနေတာကအေရဝတီမြေရေကြီးနိုင်မြေအခြေအနေတွေကိုလျှော့ကြစေရေကြီးနိုင်သည့်အခြေအနေများကိုလျှော့ပါစေပါတယ်မိုးလေကာလအတွင်းနှစ်စဉ်နှစ်တိုင်းပုံမှန်မြေရေမြင့်တက်တာကတော့ဖြစ်မှာပါပဲအလဲပိုင်းမိုးမကောင်းတာကြောင့်ရေအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတွေမှာလည်းမိုးပုံမှန်သာရွာနေတာကြောင့်ရေ အောက်ရည်မတောင်းတဲ့အတွက်မြေရည်ကြီးနိုင်ချေယော့နေသွားတာကအယ်နီညိုမဟုတ် လာနီညာမဟုတ်အစွန်းရောက်ရာသီဥရုဖြစ်စင်မရှိ ပုံမှန်ရာသီဥရုဖြစ်နေတဲ့နှစ်မို့လို့လဲပါပါတယ်မိုးလေကာလအတွင်းမှာမိုးနှောင်းကာလအထိ မိုးရာသီမိုးကသူ့အလုပ်သူလုပ်နေတာမိုးဆက်ရွာတာရှိနေမှာပါပဲ မုံနောက်ကာလတောင်တရုတ်ပင်လယ်ဘက်ကဝင်လာနိုင်တဲ့မုံတိုင်းအကျဉ်းကျန်တွေမရှိရင်ဒီနှစ်2025ခုနှစ်နှစ်ကုန်ဒီအထိ က ပုံမှန်ရာသီဥတုအခြေအနေတွေသာဖြစ်နိုင်မယ်လို့ကောက်ချက်ချလိုက်နိုင်ပါတယ်